မိမိရဲ့နေ့စဉ်ဘဝမှာစိတ်နှလုံးအေးချမ်းစွာချမ်းမြမ်းသာသာနေနိုင်ဖို့အတွက်ဘာလုပ်ရမလဲချမ်းမြမ်းသာသာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာသာဝနေရီတွေနဲ့တောကတွေရှိတယ်။ตาရီ၊သမီးရီဆိုတာလို့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်။အဲဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အင်း ချမ်းသာစွာဘယ်ပုံနေမလဲလို့ဆိုမြတ်စွာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်မြတ်စွာဘုရားရဲ့ခုံနေကျေးဇူးတွေဘုရားဆိုတာနော်မဟုတ်တာပဲတော့မှ မလုပ်ဘူးစိတ်ွယ်ရမှာတောင်းမကောင်းမှုမလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ခုံတော်တွေတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့တမ္မတမောဒခုံတော်တွေ အတိညာနဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံတဲ့ဆိုတဲ့ဂုံတော်တွေဖရာဂုံတော်တွေကိုတစ်ခုချင်းတစ်ခုချင်းဆင်ခြင်စဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေတည်ငါအားဖြင့်အင်းငိမ့်သွားကြမှာဖြစ်တယ်။မြတ်စွာဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကုံကိုအာယုံပြုနေမယ်ဖရာတရားတန်ခါထဲမှာစိတ်ကိုနှိမ့်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင် ခန္ဓာကဆောင်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာဖြစ်လို့ရသော်ဗျာရဲ့ဂုံကိုအာယုံပြုနေတဲ့အချိန်မှာတရားဂုံကိုအာယုံပြုနေတဲ့အချိန်မှာတန်ခါဂုံကိုအာယုံပြုနေတဲ့အချိန်မှာမဖြစ်လေလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူး ဖရာကုံတရားကုံတန်ခါကုံထဲမှာစိတ်တွေဟာတည်ငြိမ်ပြီးတော့နေတော့ခုကပြောတာလို့ဖရာကုံပရိစိတ်နေမယ်တရားကုံတန်ခါကုံပရိစိတ်နေမယ်ဖရာတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စိတ်နှလုံးအေးချမ်းမှု ရရှိနိုင်တယ်လို့ဒီလိုဆိုတယ်